အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Kino Sha မြန်မာရဲ့အွန်ပြဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်စားတော့ဆိုင်ရင်မှာပေါ့နော်ဟိုကောက်ဆာမကဒီချိုးမိုးလုပ်နေတဲ့အချိန်မှာတုံးလို့ရတဲ့စကလုံးလေးတွေတဲကမှတချို့ကိုဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးခြင်းပါတယ်ဆိုတော့အရှိဗီဒီယိုမှာကျွန်တော်ဟိုကောက်ဆာမစပြီးတော့ဝင်လာတဲ့အချိန်မှာတုံးလို့ရတဲ့စကလုံးလေးတွေကိုကျွန်တော်မျှဝေခဲ့ပြီးပြီပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာတော့ဒီချိုးမိုးလုပ်နေတဲ့အချိန်မှာတုံးလို့ရတဲ့စကလုံးလေးတွေကိုမျှဝေပေးပါမယ်ဆိုတော့အတူတူကျွန်တော်လေ့လာကြည့်ကြရအောင်နော် ဆိုတော့ဒီတော့ကျွန်တော်တို့စားတောက်ဆိုင်တွေလုပ်တဲ့အခါကျလို့ရှိရင်ရေချပေးရတဲ့အဲစားတောက်ဆိုင်တွေရှိတယ်လို့ရေချချင်ရမလို့လဲစားတောက်ဆိုင်တွေရှိရပေါ့နော်တကယ်လို့များကိုကရေချပေးရတဲ့ဒီဆိုင်ကိုနော်ရောက်သွားတယ်ဆိုလို့ရှိရင်အသုံးပြုလို့ရအောင်ဒီစားဒီစကလုံးလေးကိုကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဘလို့တုံးလဲဆိုလို့ရှိရင်မရေချပေးရတယ်ဆိုရေကိုကျွန်တော်မီးစုလို့တုံးတယ်ပေါ့နော်အဲ့တော့ဒီမီးစုဆိုတာစောက်ထဲမှာကျွန်တော်တို့ရေဆွဲစကလုံးကတည်ပြီးသားပေါ့နော်ဒါပေမဲ့စားတောက်ဆိုင်တွေမှာအများဆုံးတုံးတာကျတော့ကျွန်တော်ဘလို့တုံးလဲဆိုလို့ရှိရင်ဟီဟာလို့တုံးတယ် နော်အိုဟိယလို့သုံးပြပါပဲဆိုတော့အဲရေးချပေးမယ်ဒါရေးပါခမရဆိုတဲ့ပုံစံလေးကိုကျွန်တော်ဘယ်လိုပြောလဲဆိုလို့ရှိရင်အိုဟိယတဲ့ဂိုဇိုင်းမတ်အိုဟိယတဲ့ဂိုဇိုင်းမတ်လာပြောကြည့်အောင်အိုဟိယတဲ့ဂိုဇိုင်းမတ်အိုဟိယတဲ့ဂိုဇိုင်းမတ်ဆိုပြီးတော့မှကျွန်တော်တို့သုံးလို့ရပါတယ်ဒါပထမဆုံးနံပါတ်1ပေါ့နော်အဲ့တော့နံပါတ်2ကိုသွားကြည့်အောင်ဒုတိယစကားလုံးကအိုကောက်ဆမကနော်ဒီ ချိုးမိုးထဲမှာကြည့်ပြီးတော့မှဘယ်ဟာစားရမလဲဆိုတာကိုကိုကနေပြီးတော့မှတတ်မှတ်မေးမယ်ပေါ့နော်တတ်မှတ်ပြီးပြီလားရွေးချယ်ပြီးပြီလားဆိုတဲ့အတိတ်ပဲလေးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုဂျပန်လိုဘယ်လိုပြောလို့ရလဲဆိုလို့ရှင် Okimari desu ka Okimari desu ka အတူတူလည်းပြောကြည့်အောင် Okimari desu ka Okimari desu ka ဆိုပြီးတော့မှကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့နောက်တစ်မျိုးလည်းထပ်ပြီးတော့မှပြောလို့ရသေးတယ် ဘယ်လိုမျိုးလေးပြောလို့ရလဲဆိုလို့ရှိရင်တကယ်လို့များရွေးချယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်အတန်ပြိုးလိုက်ပါဆိုတဲ့အတိတ်ပဲလေးနဲ့ပြောတဲ့စကားလေးပေါ့နော်အဲ့ဒါမျိုးလေးပြောလို့ရပါတယ်ဘယ်လိုလေးပြောလဲဆိုလို့ရှိရင် Okimari desu tara okoe kake kudasai နောက်တစ်ခေါက်ပြန်ပြောကြည့်ပါမယ် Okimari desu tara okoe kake kudasai အဲ့တော့အထူးထူးပြောကြည့်ပါမယ်နော် Okimari desu tara okoe kake kudasai နောက်တစ်ခေါက်ထပ်ပြီးတော့အထူးထူးထပ်ပြီးတော့ပြောကြည့်ပါမယ် Okimari desu tara okoe kake kudasai ဆိုပြီးတော့မှကျွန်တော်တို့တုံလို့ရပါတယ်နောက်တစ်ခုထားပါတော့เนาะကျွန်တော်တို့ဂျပန်ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျပန်အစားအစာကတ်ဆူဒွန်းဆိုတဲ့เนาะဒီအိုကယောက်ဆမားတွေမှားလိုက်တယ်ဆိုပါစို့ဂျပန်အစားအစာပေါ့เนาะဂျပန်ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့ဟိုတိုခိုကြီးပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တို့ကအိုကယောက်ဆမားမှားလိုက်တယ်ပေါ့မှားပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဘာပြန်လုပ်ရမလဲဆိုလို့ရှိရင်ခကူနင်းလေးပြန်လုပ်ရမယ်အဲ့လိုခကူနင်းလေးပြန်လုပ်ခွင့်ပြုပါဆိုတဲ့ဟာလေးကိုကျွန်တော်ဂျပန်လိုဘယ်လိုပြောလဲဆိုလို့ရှိရင်ခကူနင်းဆာဆဲတဲ့အီတာတာကီမတ် ခခုနင်းစာဆဲတဲ့ဤတာတာခီမတ်အတူတူလည်းပြောကြည့်အောင်ခခုနင်းစာဆဲတဲ့ဤတာတာခီမတ်အတိတ်ပဲလေးကဘာလဲဆိုလို့ရှိရင်အဲကွန်ဖန်လောက်ခွင့်ပြုပါဆိုတဲ့အတိတ်ပဲလေးပေါ့သူနော်မှားလိုက်တဲ့ဟာတွေဒီနော်ဒီထဲမှာကိုနော်ဟိုအော်ဒါကောက်လိုက်တဲ့အခါမှာမှန်လားမှန်မှန်လားဆိုတာကိုဒါခခုနင်းလေးလောက်တဲ့ပုံစံလေးပေါ့နော်ခခုနင်းစာဆဲတဲ့ဤတာတာခီမတ်ဆိုပြီးတော့မှကျွန်တော်တို့ပြောပါတယ်နော်ဆိုတော့နောက်ဆုံးတစ်လုံး ဆုံးတလုံးကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီအိုကောက်ဆာမလှမ်းပြီးတော့မှကိုယ်ခေါ်တာမျိုးတို့နော် order ထပ်ပြီးတော့မှအဲထပ်ပြီးတော့မှချုံမထပ်လုပ်ဖို့အတွက်ကိုခေါ်တာမျိုးတို့ကြရင်ကိုယ်ကသွားပြီးတော့မှအိုကောက်ဆာမစီကိုသွားရမယ်ပေါ့နော် ikimas ပေါ့နော်သူ့စီကိုသွားရမယ်ပေါ့အဲ့လိုမျိုးလေးကိုကျွန်တော်တို့ဒီရင်ကြီးကြီးဖောင်လေးနဲ့ဟုတ်ကဲ့လာပါပြီခင်ဗျာဆိုတဲ့ပုံစံလေးကိုဘယ်လိုလေးပြောလဲဆိုလို့ရှိရင်ဥခါကအီတာရှိမတ်ဥခါကအီတာရှိမတ် ဆိုပြီးတော့မှကျွန်တော်တို့တုံးလို့ရပါတယ်ဆိုတော့သူသူဒီဒါရင်ကြီးတဲ့စကားပြောလေးပေါ့နော်ဒါ ikima ဆိုတဲ့စကားလုံးကနေပြီးတော့လာတာပေါ့နော်ကျွန်တော်လာပါပြီခင်ဗျာဆိုတဲ့အဓိပ္ပာယ်လေးကိုဒါ okay ဆက်မအောင်ရင်ကြီးကြီးလေးနဲ့အပံပြုတ်တဲ့စကားလုံးလေးဖြစ်ပါတယ်ဆိုတော့ဒါချုံမလုံးနေတဲ့အချိန်မှာကျွန်တော်တို့တုံးလို့ရတဲ့စကားလုံးလေးဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းเนาะကျွန်တော်တို့အဲဘလို့စကားလုံးလေးထပ်ပြီးတော့တုံးလို့ရလဲဆိုတာကိုထပ်ပြီးတော့မှမျှဝေပေးပါမယ်ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးကိုเนาะကျေးဇူးအများကြီးတင်ရှိပါတယ်အားလည်းအပြည့်လို့ဆိုင်မစား